အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လူခါပါဒီတစ်ပတ်တော့ကျွန်တော်ရဲ့ငါတို့ចောင်းဆိုတဲ့ကဗျာရှိဆန်နမုတ်ပါတဲ့ကဗျာရှိစာအုပ်ထဲကကဗျာတပုတ်ဖြစ်တဲ့မလေးရှားသူအမှတ်ရချက်များဆိုတဲ့ကဗျာရှိကိုကျွန်တော်ရွတ်ချင်ပါတယ်ဒီကဗျာကိုကျွန်တော်ရေးခဲ့တာကတော့ဒီ2014ခုနှစ်ကပေါ့နိ3လပိုင်း31ရက်နေ့ကရေးခဲ့တာဖြစ်ပါတယ်ဆိုတော့10နှစ်17နှစ်လောက်ဖြစ်သွားပြီပေါ့နော်ဒီကဗျာရဲ့တက်တန်ကကျွန်တော်မလေးရှားမှာရှိနေတဲ့ကာလတွေတုန်းက overstay ကာလတွေတုန်းကရေးခဲ့တဲ့ကဗျာဖြစ်ပါတယ် ဒီကောင်ကျေးဇူးပြုပြီးတော့နားထောင်ပေးကြပါဦးခင်ဗျာမလေးရှားတို့အမှတ်ရခြင်းများဘဝမှာဘာအရေးကြီးဆုံးလဲဆိုတဲ့မေးခွန်းကိုထွင့်တင်ကချစ်ချင်းမြတ်တာနဲ့ဉာဏ်ပညာလို့ဖြေတယ်လူခါကအဲ့ဒီမေးခွန်းကိုဟောသလိုဖြေလိုက်မယ်မိတ်ဆွေအမှုပညာနဲ့ယူသားခြင်းတရိယာချင်းကွက်လမှာကလေးတစ်ချက်ထောက်လိုက်တော့ free calling များ စက်ယုံကောလင်းများအေဂျင့်ကောလင်းများနဲ့ overstay များဆိုပြီးကြလာတယ်အရေးလိုချင်လို့အကိုင်းမချိုးခဲ့ဘူးဘူးအကိုင်းချိုးချင်လို့အရေးမခိုးခဲ့ဘူးဘူးတယောက်ကိုတယောက်ညှိခဲ့ဒါဟာတန်ရောစဉ်တယောက်ရင်ဘက်ကိုတယောက်ကဖျောင်းနိုင်မီးကူးသလိုပူးပေးခဲ့ရတယောက်ထမင်းတနတ်ကိုတယောက်ကအသက်ကယ်စည်းလို့ခွဲဝေစားသုံးခဲ့ရတယောက်ကားကားကိုတယောက်က ကျွေးဆက်သလိုထုတ်ပေးခဲ့ရအကြိမ်ကြိမ်လဲကြတာကိုအကြိမ်ကြိမ်ဆွဲထစေခဲ့တာမိတ်ဆွေအကြိမ်ကြိမ်လဲကြတာကိုအကြိမ်ကြိမ်ဆွဲထစေခဲ့တာအမှုပညာအကြိမ်ကြိမ်လဲကြတာကိုအကြိမ်ကြိမ်ဆွဲထစေခဲ့တာယောတာချင်းငါတို့လေဘယ်သူသိနိုင်မှာလဲစာပေဟောပြောပွဲလက်မှတ်တစ်ဆောင်ကိုလမ်းပြီးတောင်းရန်စားသလိုရောင်းခဲ့ရအရှုံးခံထုတ်တဲ့မဂဇင်းတစ်ဆောင်ကိုတုံးမီသားကွန်းလုံးတစ်ခုလို့ အကြည့်ခံခဲ့ရ။နားတယ် KLCC ကြီးကိုနားတယ်ကိုတာရာရာကြီးကိုနားတယ်မိုင်းဒင်းကြီးကိုနားတယ် KN Satray ကြီးကိုနားတယ် KTM ကြီးကိုနားတယ် NRT ကြီးကိုနားတယ် Kuala Lumpur ကြီးကိုနားတယ်မင်းကိုလက်ထပ်ပေါင်းသိမ်းခဲ့မိတာငါနားတယ်မလေးရှားရေမင်းဟာမဒိန်ကောင်မင်းဟာပြန်ပြီးသမားမင်းဟာကပိုက်နိုင်မင်းဟာဓမြတ် မင်းဟာပါဇက်ပွဲစားမင်းဟာလိန်ညာဝန့်သူခွေးအကြီးပေါ့မင်းဟာမာရုမျက်နှာကိုအက်စစ်နဲ့ပက်တော်သူမင်းကိုကဘာမကြည့်သူ၍ငါမုံမိရဲ့မင်းဒီလားမင်းတို့တိတဲ့ဂျလန်းယူတန်းဆိုတာငါတို့ရဲ့ဥတ္တမင်းဒီလားမင်းတို့တိတဲ့ဒလေဒီဆိုတာငါတို့ရဲ့ဒေါ်အောင်ဆန်းစုကြည်မင်းတို့မြေမှာငါတို့သွေးဟာအယောင်ဆိုးခံခဲ့ရမင်းတို့မြေမှာ ငါတို့အသားဟာကျုံလိုရောင်းဝယ်ခြင်းခံရမင်းတို့မြေမှာငါတို့စီကလူတွေခွေးလူနွားလူဝက်လူကြက်ကလေးတကောင်လူရှင်တန်ရပြေးလွှားရရုံးကန်ရဖိတ်လန့်ငုံကြွေးခဲ့ရဘီယာဆိုင်ဒီမှာ KTV ဒီမှာမာဆက်တွေမှာချောင်းကစ်မှာဘူကစ်ပင်တန်မှာဂန်တင်းဟိုက်လန့်မှာလန်ကာဝီမှာအော်ငါတို့အမျိုးတွေသူတို့ကိုသူတို့မြန်မာဆိုတာမေ့ကြ ကိုမင်းကိုချင်းကိုထီးကိုနန်းကိုကျငန်းနဲ့ဆိုတာမိကြပေါ့အရင်တော့ကတီဘောနဲ့မိဖုရားကို သူများတွေကအတင်းအဓမ္မလာဖမ်းသွားတာအခုကငါတို့ကိုသူများလက်ထဲအတင်းအဓမ္မထိုးထက်ခံခဲ့ရတာမလေးရှားကြီးမင်းဟာအောင်နိုင်သူကြီးပါမင်းဟာစစ်ကိုအောင်နိုင်သူကြီးပါဒီမယ်မလေးရှားမသိရင်မှတ်ထားမင်းရဲ့ဖိနှိပ်မှုအောက်ကနေမီလီယံနာကြီးတွေမထွက်ခဲ့ပေမဲ့ ကြပြားဆရာတွေစာရေးဆရာတွေထွက်ခဲ့တယ်။သူတို့မင်းအကြောင်းကိုဖွဲ့ဆိုကြတယ်မင်းညံ့ကြောင်းဟန်ဆောင်ကောင်းကြောင်းလူစကားနားမလဲကြောင်းခွေးလိုဇာရိတရှိကြောင်းစင်လိုမှုံယိုတတ်ကြောင်းအုပ်စုဖွဲ့ပြီးကြိုက်တက်ကြောင်းနေပေါ့မင်းလာရင် အသေးခံဘုံခွဲမဲ့လူလည်းရှိရဲ့မင်းလာရင်လေပင်ထုံနှုံးတင်နင်းပစ်မဲ့ဆိုတဲ့လူလည်းရှိရဲ့မင်းလာရင်ငွေဝေးကြီးကြီးကြိုက်ရစေမဲ့ဆိုတဲ့လူလည်းရှိရဲ့အိုမလေးရှား ငါအသက်နဲ့ခန္ဓာတည်သွေးတင့်အားလက်စားချေခွင့်ရရပါသေးတာလူခား31/3/2014လာတို့ကြောင်းဆိုတဲ့ကြပြာကြီးစာအုပ်ထဲဖြစ်ပါတယ်နားထောင်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ကျမ်းမာချမ်းသာကြပါစေ